ျွန်တော်မေးတဲ့တည်းမှာအဲ့ဒီနိုင်ငံရေးကျင်းသားတို့တောင်ဆန်းစုကြည်တို့ဦးဝင်းမြင့်တို့ဦးဝင်းထိန်တို့အကြောင်းလေးလည်းပါပါတယ်သူတို့လွတ်မြောက်ဖို့အတွက်တောင်းဆိုသွားမှာလားအားလေးသိချင်ပါတယ်အဲကျွန်မသိရတဲ့လောက်ပေါ့နော်ဒါဒါဒါ public information လည်းဖြစ်ပါတယ်ရှင့်အဲဆိုလို့ရှိရင်နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကတတ်မှတ်တာရှိပါတယ်သို့တော်လည်းတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင့်ဒီအစိုးရတရားဖြစ်မှုတဲ့အချိန်မှာ အာဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလိုမျိုးပုံမှားနေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ကျခံနေရတာဖြစ်ပါလိမ့်ရှင်အဲဘာဖြစ်လို့ကျမအဲ့ဒါကိုပြောနိုင်လဲဆိုလို့ရှိရင်အဒါတော့ဒါအများစိတ်ဝင်စားတဲ့ကိစ္စဖြစ်ပါတယ်ဟိုလူတိုင်းလည်းသိပါတယ်ဒီဒီဘယ်ပုဂ္ဂိုလ်ကတော့ဘာပုံမှားနေနဲ့အဲအထောင်နံဘလောက်ကျတယ်လို့ပါလို့လေညောအဲ့ဒါအရေးကြီးပါတယ်ရှင်အဲဆိုတော့ကျမကျမသိတာလေးတစ်ခုကျမပြောပြမယ်ပေါ့နော်ဆိုလို့ရှိရင်ကျမ အဲလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးကိုရောက်တဲ့အချိန်မှာအဲရောက်တဲ့အချိန်မှာကျွန်တော်တို့ဒီအမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဆိုတာရှိပါရှင့်အဲ့ဒါနိုင်ငံတော်ကနေတနည်းကိုချက်ချက်ဘီလီယံ20အချပေးတာဖြစ်ပါရှင့်တော့ကံကောင်းကျင်တော့ဒီ NLD အစိုးရလက်ထက်မှာသဘာဝဘေးကြီးကြီးမားမားမရှိခဲ့အကြီးဆုံးကဘာလဲဆိုလို့ရှင့်ဒီပေါင်ဘက်မှာတောင်ပြူတာလေမတ်လက်တောင်ပြူတာအဲ့ဒါတော့ပဲရှိခဲ့တယ်ထင်တယ်ရှင့် ပြီးလို့ရှိရင်ကျမတို့မြန်မာလူမျိုးတွေကလည်းအဲတဘာဝဘေးတွေဆိုပြည်သူလူထုကလည်းပရာဟိတတွေနဲ့ကူညီတယ်အစိုးရနဲ့လည်းလက်တွဲပြီးတော့အဆောင်ရွက်ကြတဲ့အချိန်မှာ ပြန်လဲထူထောင်ခြင်းကလည်းမြန်မြန်ဆန်ဆန်ပဲဖြစ်သွားတော့လေအဲ့ဒီပတ်စံကြီးကနှစ်တိုင်းနှစ်တိုင်းအဲထားပါတော့၅နှစ်ဆိုတော့ဘီလီယံ300ပေါ့ရှင်အဲအဲ့ဒါရှိပါတယ်နောက်တစ်ခုကနောက်တစ်ခုကကိုဗစ်အတွက်ဆိုပြီးတော့လေ CERP ဆိုပြီးတော့မှလုတ်ခဲ့တာရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီ ဝန်ကြီးဌာနတွေကိုချထားတဲ့ budget တွေအကုန်လုံးရဲ့ဝန်ကြီးဌာနတိုင်းရဲ့ budget ရဲ့10%ကိုဟိုပြန်နှုတ်လိုက်ပြီးတော့မှအဲ့10%တွေအကုန်လုံးကိုဒီအမျိုးသားသဘောဝဘေးရန်တွေစီမံခန့်ခွဲမှုရန်ပုံငွေတွေထည့်လိုက်တာပေါ့နော်။ဟိုထည့်လိုက်ပြီးတော့မှထည့်လိုက်ပြီးတော့မှဒါကိုဗစ်ရံပုံငွေဆိုပြီး trillion နဲ့ချီပြီးရှိပါလေရှင့်အဲရှိတဲ့ခါကျဒီငွေတွေပုံနေတဲ့ခါကျတော့ဟိုတကယ်တမ်းတော့လောက်ရမှာကအဲတဘာဝပဲရော့ပါရေးဆိုတာအမလမ်းနေဆိုလဲရာသီဥတုခံနိုင်အောင် အဆောက်ဦးတွေငလျင်တန်းခံနိုင်အောင်ရာသီဥတုတန်းခံနိုင်အောင်မုန်တိုင်းတန်းခံနိုင်အောင် ပေါ့နော်တဘာဝဘေးတန်းခံနိုင်အောင်အဲ့ဒါတွေစောက်ကြရမှာဖြစ်ပါရှင့်အဲသို့တော်လည်းညသို့တော်လည်းအဲ့ဒီရံမုံငွေတွေကိုဆုံးဖြတ်ချက်ချခဲ့ကြတဲ့သူတွေကအဝါပေါ့နော်ဒီအဲသာပါတော့ husky ဝယ်တယ်လို့ပေါ့နော်အဲပြီးလို့ရှိရင်တခြားဟိုပေါ့သူ့ခေါင်းစဉ်နဲ့မကိုက်ဘဲနဲ့သုံးပြုခဲ့တာလေအဲပြီးလို့ရှိရင်မလိုအပ်တဲ့အလီလွင့်နေဒါတွေကစစ်စေးပေါ်ပေါက်ပါတယ်ရှင့် စစ်စိတ်ပေါ်ပေါက်ပြီးတော့မှနောက်ဆုံးတော့အာဒီ husky စီးပွားတော့ဒါ anti dawn စမ်းစုကြည်စီးပွားပေါ့နော်အာနိုင်ငံတော်ပိုင်ရဟယင်ဆိုပြီးဝယ်တာဖြစ်ပါတယ်အဲသို့တော်လဲတကယ်ဝယ်တဲ့သူတွေရောင်းတဲ့ဝယ်တဲ့အချိန်မှာ transaction လုပ်တဲ့အချိန်မှာအာဒီအလေလွတ်နေများပြီးတော့မှစစ်စေးပေါ်ပေါက်တာတွေအများကြီးရှိပါတယ်ရှင့်အဲ့ဒါကိုနောက်ဆုံးဘယ်သူကတာဝန်ခံရလဲဆိုတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတာဝန်ခံရတာပေါ့နော်ဆိုလို့ရှိရင် ဒါတော့ကျမမင်းလို့တာဖြေရတာပါရှင်ဒါကျမရဲ့ကိုတွေ့ဟိုကြုံကြုံခဲ့တာပေါ့နော်ဆိုလို့ရှိရင်လူမှုအနကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရင်ဝန်ကြီးဌာနမှာဒီခုနှစ်ပိုင်းတော့ကျမတို့မောခာအနေစဖြစ်လိုက်တာပြီးတော့ယာကီနဲ့ဟိုဟာဖြစ်တယ်ပေါ့ရှင်ရေဘေးဖြစ်တယ်အတိုင်းနဲ့ပြည်နယ်တော်တော်များများမှာဖြစ်တယ်ပြီးတော့ဒီမန္တလေးငလျင်ကြီးဖြစ်တယ်နဲ့ဆိုတော့ဒီရံမုံငွေကတုံးလို့ကောမလောက်ပါဘူးရှင် အဲတုံးလို့ကိုမလောက်ပါဘူးဒါပေမဲ့ဟိုကန်ကောင်းရှင်တော့ energy kit တုံးကတော့ဒီရန်မုံငွေတွေကပူရှံပြီးတော့နောက် covid လည်းဖြစ်တယ်အဲအချိန်မှာ covid ကြောင့်မို့လို့လည်းနိုင်ငံတကာအကူအညီတွေရတာတွေရှိပါတယ်ရှင်အဲရတာတွေရှိပြီးတော့မှပြီးခဲ့တဲ့ဒီ energy အစိုးရလက်ထက်ကတော့ FDI နေလည်းလာတယ်အဲနောက် OTA ပေါ့နော်ဟိုဒီ official development assistance တွေပေါ့ရှင်ဒီဒီဒီဖွံ့ဖြိုးမှုဟိုဖွံ့ဖြိုးမှုအတွက်ပေးတဲ့ဒီဒီတည်ဝင်ပေးတဲ့အကူအညီတွေ အဲဒါတွေအများကြီးရတယ်ပြီးလို့ရှိရင် technical assistance တွေလည်းအများကြီးရတယ်အရတဲ့အချိန်မှာငွေတွေကအရန်ဘုံဘောလုံးအောင်ဖြစ်တဲ့သဘောဖြစ်ပါလိမ့်ရှင်အဖြစ်ပြီးတော့မှဒီသုံးဆွဲတာတွေမှာနည်းနည်းဟောပေါ့နော်စီစီစစ်စစ်နဲ့ဘာသာရေးစီမင်းနဲ့မကိုက်ညီပဲနဲ့သုံးဆွဲတာတွေအဲဒါတွေကိုတာဝန်ခံရတာတွေရှိပါလိမ့်ရှင်အဲဒါကျွန်မဘုသူ့မှမပြောဘူးပါဘူးသို့တော်လည်း ဒါနိုင်ငံတော်လည်းနိုင်ငံနိုင်ငံသူနိုင်ငံသားတွေလည်းသိသိတဲ့ကိစ္စဟုတ်လို့ပါဆိုလို့ရှိရင်နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်တက်တာပေါ့နော်ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးဟိုအကျဉ်းပြလဆမ်းမှုဆိုတဲ့ပုံမှန်တွေနဲ့ဆွဲခံထားရပြီးတော့မှတကယ်လဲစစ်ဆေးပေါ်ပေါက်လို့ဟိုတကယ်ပြစ်ဒဏ်ချခံရလားဖြစ်ပါလေရှင့်အကျေးဇူးပါရှင့်